မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။နေပြည်တော်ထံမှအကျဉ်းချခံရတဲ့လူထုကောင်းဆောင်တောင်ဆန်းစုကြည်ငလင်လောက်ခတ်မှုတွင်ပေးကင်းတဲ့လူသားဖြစ်သူကိုထိန်လင်းပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အကြံဖက်စကောင်းစီရဲ့မတရားချုပ်နှောင်အကျဉ်းချထားမှုကြောင့်နေပြည်တော်ကျင်းထောင်မှအကျဉ်းချခံရတဲ့လူထုကောင်းဆောင်လည်းဖြစ်နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်တောင်ဆန်းစုကြည်မှဒီကနေ့ငလင်လောက်ခတ်မှုတွင်ပေးကင်းတဲ့လူသားကြောင့်တားဖြစ်သူကိုထိန်လင်းကပြောပါရယ်။မနေ့ကမလ28ရက်နေ့နေ့နဲ့12:52မိနစ်ဝင်းကျင်ချိန်မန္တလေး ေးကိုဗဟိုပြူပြီးပြင်အား9.9အဆင့်ရှိငလင်ချင်းလောက်ခတ်သွားခင်ရောက်အဲ့ဒီငလင်ကြောင့်နေပြည်တော်မန္တလေးစကိုင်းပါဝေးမြန်မာနိုင်ငံလေပိုင်းဒေသတွေမှာပြည်စည်းဆုံးရှုံးမှုတွေတည်ဆုံမှုတွေအကြီးအကျယ်ဖြစ်ပေါ်နေခြင်းဖြစ်ပါတယ် ကျွန်တော်ဒီရတလောက်အကျဉ်းထောင်မှာတော့စိုးစိုးဝဝဖြစ်တယ်လို့မကြားမိဘူးလို့ဒေါအောင်ဆန်းစုကြည်ရဲ့သားဖြစ်သူကိုထိန်လင်းကပြောပါရယ်အမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီဝန်ကြီးချုပ်ရုံရဲ့ပြောရေးဆိုခွင့်ရှိသူဦးနီဖုံလက်ကဒေါအောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးစိုးရင်စရာမရှိလို့တည်ထားကြောင်းပြောဆိုပါရယ်ကျွန်တော်တို့ရထားတဲ့သတင်းအရအန်တီကမစိုးရင်ရဘူးလို့တည်ထားတယ်လို့ဦးနီဖုံလက်ကပြောဆိုပါရယ်သတင်းဌာနကနေပြည်တော်စစ်တပ်သတင်းရင်းမြစ်တစ်ခုကိုဆက်သွယ်မိမြန်ရမှာနေပြည်တော်အချုပ်ထောင်ရှိအချုပ်ခန်းများနဲ့တိုက်တာအဆောက်များမှတထပ်အဆောက်များဖြစ်ပြီးထက်မြင့် တိုက်တာများထက်အနည်းအနည်းပါကြောင့်ပြောဆိုပါရင်ဒေါအောင်ဆန်းစုကြည်ကိုထားတဲ့တိုက်ကတထတိုက်လိုဟာမျိုးလို့သိထားပါရင်အထက်မြင့်နေတဲ့ဆိုင်ရင်တော့ပို့ပြီးတော့ဘေးကင်းနိုင်မယ်လို့ထင်နေဒေါအောင်ဆန်းစုကြည်နဲ့ပတ်သက်လို့တော့ထူးထူးခြားခြားဘာသတင်းမှကျွန်တော်တို့မရဘူးလို့နေပြည်တော်စစ်တပ်သတင်းအရှင်းမြစ်ကပြောပါရင် ဆလပီငလင်ကြီးလှုပ်ပြီးမှစကောင်းစင်ကနောက်ချုပ်ကိုပုံကျဲလို့ကာကွယ်ရေးဘော်ခုနဦးကြာဆုံးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အရေးပေါ်ချင်းနေကြီးညာထားတဲ့ဒေသ၃ခုကိုငလင်ကြီးလှုပ်ပြီးမှစကောင်းစင်ပုံကျဲတယ်လို့သိရပါတယ်။အင်အားပြင်းငလင်လှုပ်ခတ်ပြီးမှစကောင်းစင်ကရှမ်းပြည်နယ်မြောက်ပိုင်းနောက်ချုပ်မြို့နယ်ကံကြီးကျေးရွာနီကိုလေကြောင်းကနေ၃ကျဲပုံကျဲတက်ခိုက်ခဲ့တာကြောင့်တနုတက်ကရှဲမီ၆ဦးရေးဘော်တအုပ်ကြာဆုံးခဲ့တယ်လို့တနုပြည်သူ့လူမျိုးရေးတပ်တော် DPRL မှပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ ရုပ်သံဖိုင်မှာပြထားတာတွေကစက်ကောင်စီတိုက်လေရင်ကငလင်ကြီးလှုပ်ပြီးမှနောက်သူမျိုးနယ်ကိုဖုံးကျင်းနေတဲ့မြင်ကွင်းဖြစ်ပါတယ်။စင်းမီ၆ဦးနဲ့ရဲဘော်တအုပ်ကြာဆုံးသွားတာဟုတ်ပါတယ်လို့ပြောရေးဆိုခွင့်ရှိသူကအတည်ပြုပါတယ်။မလ28ရက်နေ့နေ့လယ်ပိုင်း7:00နာရီ50ဝန်းကျင်နဲ့တနင်္ဂနွေ2မိနစ်မှာဖြန့်အားပြင်းငလင်ကြီးကစကိုင်းမျိုးနယ်မန္တလေးမျိုးနီးဗဟိုပြုပြီးလှုပ်ခတ်ခဲ့တာပါ။အင်အားပြင်းငလင်လှုပ်ခတ်ခဲ့ပြီးနိုင်ဝက်ဝင်းကျင်အကြမှာနေ့လယ်တနင်္ဂနွေ2နာရီကြာမှာစက်ကောင်စီကကန်ကြီးကြီးရွာနီးကိုလေကြောင်းကနေဂျက်ဖိုက်တာနဲ့ဘုံသုံးလုံးချင်းချခဲ့တာပါ။ ဒေသခံတအုံးကလည်းအပေါ်ကလေရင်အောက်ကငလင်တကယ်အတွေ့အကြုံပဲလို့ပြောပါရင်လေကြောင်းတိုက်ခိုက်မှုကြောင့်ဒေသခံအချို့ထိခိုက်မှုရှိရလို့သိရပြီးအရင်အတွက်တိကျလို့မသိရသေးဘူးလို့ဒေသခံအချို့ကပြောပါရင် စစ်ကောင်စီကငလင်းတန်းခံရတဲ့စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းနေပြည်တော်ကောင်စီဘကိုးတိုင်းနဲ့ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသတွေကိုတဘာဝဘီအန်ရဲ့ဆိုင်ရာအရေးပေါ်အခြေအနေဆိုပြီးကြီးညာခဲ့တာပါဒီလိုကြီးညာထားပြီးမြန်ရှမ်းပြည်နယ်မြောက်ပိုင်းကနောက်ချိုကိုဖုံးကျင်းခဲ့တာဖြစ်ပါတယ်မလ28ရက်နေ့မှာအင်အားကြီးမားတဲ့ငလင်းလှုပ်ခတ်ခံရတာကြောင့်တနိုင်ငံလုံးကပြည်သူတွေထိတ်လန့်တုန်လှုပ်နေချိန်မှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့တာလို့နောက်ချိုဒေသခံတွေကပြောပါတယ်အလာဒူးစစ်ကောင်စီကအင်အားပြင်းငလုံးလှစ်ခတ်ပြီးမှ6နိုင်ငံကြားမလ28ရက် ည9နိုင်ဝင်းကျင်မှာအရှိဘော်ချင်းလေးကြီးညာထားတဲ့လီတွေကစကိုင်းတိုင်းချောင်းမြို့နယ်အရှိချမ်းကိုလေးချောင်းကနေနှစ်ကျင်းပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ချောင်းမြို့နယ်ပကဖာတိုက်ခိုက်ရေးတပ် CHUPDM မှာတာဝန်ရှိသူကပြောပါရင်ချောင်းမြို့ရဲ့အရှိမြောက်ဘက်ချမ်းလာတိုက်သွားတာပြည်သူထိခိုက်မှုတော့မရှိခဲ့ဘူးပါရာမော်တာနဲ့နှစ်ကျင်းပုံကျဲသွားတယ်လို့သူကဆက်ပြောပါရင် ဒါအပြင်စကောင်စင်ကအရေးပေါ်အခြေအနေကြီးညာထားတဲ့ပဲခူးတိုင်းဖြူးမြူနယ်တွေကစစ်တမ်းမြင့်အရှိပန်းကန်ကတင်းရွာတွေကိုလည်းမြင်းငလင်ကြီးလှုပ်ခတ်ပြီးနိုင်ပိုင်းကြားနေ့လယ်နှစ်နာရီခွဲနဲ့သုံးနာရီအတွင်းမှာလေကြောင်းကနေပုံကျင်းခဲ့တာလို့ဒေသခံတွေကပြောပါတယ်။ဒါကြောင့်စကောင်စင်ကငလင်လှုပ်ပြီးမှပဲအရေးပေါ်အခြေအနေကြီးညာထားတဲ့ဒေသတွေကအနည်းဆုံး၃နေရာကိုပုံကျင်းခဲ့တာဖြစ်ပါတယ်။အမေရိကန်ပူမိဗီဒါလေးလိုက်ဌာနတိုင်းတာကြက်ရဒီကနေ့နေ့လယ်ပိုင်းကမန္တလေးမြို့နီကိုဗဟိုပြုပြီးအင်အားကြီးငလင် နောက်ခု7မိနစ်ခန့်ချာပြီးရှေးစင်နာစင်လောက်ခတ်သွားတာပါကနဦးငလင်ကပြင်းအာရစ်တာစကေ9.8ရှိတဲ့ငလင်ကြီးကမန္တလေးမြို့တဖက်ကန်သခိုင်းနဲ့ရေခါအင်းကိုပဟုံပြုတ်ပြီးမြေအနက်6မိုင်ခန့်ကလောက်ခတ်သွားတာပါနောက်ဆက်တွဲငလင်က7မိနစ်ခန့်သာချာပြီးမန္တလေးမြို့တတုံမြို့နယ်ကမန္တလေးလေစိန်နာကိုရစ်တာစကေ6.4ပြင်းအားရှိတဲ့ငလင်ကြီးထပ်မံလောက်ခတ်ခဲ့တာဖြစ်ပါတယ်မြင်းကလေးကြောင့်တည်ဆုံးသူအရေးအတွက်ဟာစစ်ကောင်စီထုတ်ပြန်လာမှာပဲမလ29ရက်နေ့ကင်ပိုင်တီတထောင်ကျော်ခဲ့ပြီဖြစ်ပါတယ် ငလင်းကြောင်းထိခိုက်ပျက်စီးခဲ့တဲ့နေရာဒေသအများအပြားရှိပြီးရှာဖွေကင်ဆယ်ရေးလုပ်ငန်းတွေဟာမနိုင်မနေဖြစ်တယ်လို့တည်ဆုံသူအရေးအတွက်တွေကစက်တိုက်တူးနေတာမို့တည်ဆုံသူအရေးအတွက်တွေအများကြီးထပ်တိုးလာမယ်လို့ကင်ဆယ်ရေးလုပ်သူတွေကပြောပါတယ်။ မန္တလေးမြို့နေပြည်တော်သကိုင်းမြို့တွေမှာအဆောက်အုံပြတ်တာတွေအောက်ပိမိနေသူများစွာရှိနေသေးတာဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီကငလင်းသတင်းထုတ်ပြန်ရမှာငလင်းကသကိုင်းမြို့အနီကိုဗဟုပြုပြီးလှုပ်ခတ်သွားတာလို့ဖော်ပြထားပြီးသကိုင်းတိုင်းမန္တလေးနေပြည်တော် တောင်ကြီးဘကိုးတို့မှာလူတင်ဆုံးမှုတွေနဲ့ထိခိုက်ပျက်စီးမှုတွေရှိရလို့ထုတ်ပြန်ထားပါတယ်။အင်အားပြင်းငလင်းရဲ့နောက်ဆက်တွဲအခြေအနေငလင်းငယ်ရင်းလှုပ်ခတ်နိုင်တာကြောင့်ရှိုင်းရွက်သွားတဲ့အဆောက်အုံတွေမှာစံမနေကြဖို့ငလင်းကြောင့်စေတာတမန်နဲ့အကွဲမှုရှိမှရှိကိုစစ်ဆေးပြီးလူအရင်ကြိုတင်ရွှေ့ပြ ောင်းကြဖို့အန်ယူဂျီကသတိပေးထားပါတယ်။ဆက်လက်ပြီးမန္တလေးမှာငလျင်ကျောင်းလူ900ခန့်တည်ဆုံတယ်လို့စစ်ကောင်စီထုတ်ပြန်နေကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမှာငလျင်ကျောင်းတည်ဆုံသူဦးရေ694ဦးရှိပြီးဒဏ်ရာရရှိသူဦးရေ1680ရှိရလို့အာနာသိမြမစစ်ကောင်စီကမလ28ရက်ကထုတ်ပြန်ပါတယ်။ပျောက်ဆုံးနေသူဦးရေကလည်း68ဦးရှိပြီးအသေးစိတ်အဆင်းကိုဆက်လက်ကောက်ယူနေတယ်လို့စစ်ကောင်စီကဖော်ပြပါတယ်။ငလျင်ကျောင်းမန္တလေးမြို့တစ်ခုလုံးဒီပါအဆောင်နေပြိုကျပြက်စီသွားပြီးအပြက်စီတွေကြား ပိတ်မိနေသူတွေ အများပြားရှိပါတယ်ပိတ်မိနေသူတွေကိုအသံကင်းစင်နိုင်ဖို့ရှာဖွေကင်းစင်လုပ်ငန်းတွေအပူတပြင်းလှုပ်ဆောင်ဖို့လိုအပ်နေတာပါမန္တလေးမြို့ကန်တွင်ရပြောပြချက်အရရှာဖွေကင်းစင်အချို့သာရှိပြီးအင်အားပစ္စည်းကရိယာနှီးပညာလုံလောက်မှုမရှိဘူးလို့သိရပါတယ်မန္တလေးမှာထိခိုက်ဒဏ်ရာရသူတည်ဆုံသူအလုံးမင်းများပြတာကြောင့်မန္တလေးစင်ယုံကြီးအရှိအပြင်ဘက်လမ်းပေါ်မှာတင်းဒဏ်ရာရသူတွေစေကူတာမှုခံယူဖို့ပြင်နေရလို့မြို့ကန်တွင်စင်ကတင်ရပါတယ် ဆက်လက်ပြီးငလင်းဘေးကူညီမဲ့တင်ယုံနဲ့အိန္ဒိယအဖွဲ့ရင်းရန်ကုန်ကိုရောက်ရှိပြီဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဖြတ်အားပြင်းငလင်းကြီးရဲ့ ဘေးဒဏ်သင်ခဲ့ရတဲ့မြန်မာပြည်သူတွေအတွက်နိုင်ငံတကာအကူအညီတချို့မလ29ရက်မနက်ပိုင်းမှာရှန်ကုန်လေးစိတ်ကိုစတင်ရောက်ရှိလာပါပြီပထမဆုံးအနေနဲ့တရုတ်နိုင်ငံရှူနန်ပြည်နယ်ကိစိန်အဖွဲ့ဝင်38ဦးကဒီမနက်9:10မိနစ်ကရှန်ကုန်လေးစိတ်ကိုရှောက်လာပြီလို့မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ရုံကထုတ်ပြန်ပါတယ်ရှူနန်ပြည်နယ်ကိစိန်အဖွဲ့ဝင်တွေကမြန်မာနိုင်ငံမှာငလျင်ဘေးကြုံရပြီး18နှစ်အတွင်းပထမဆုံးရောက်ချလာတဲ့ပြည်ပကူညီကိစိန်အဖွဲ့လည်းဖြစ်ပါတယ် အသက်ကယ်ကရင်ယာရင်းငလင်းကျူတင်တတိပိစနစ်တွင်ခီးဆောင်ကျူလူစနစ်ရုံးပါဝင်အရေးပေါ်ကိစ္စရင်းပြည်စီစုစုပေါင်း132ဆုံတင်ဆောင်လာခဲ့တယ်လို့တရုတ်တန်ယုံကအတည်ပြုပါတယ်သူတို့တွေကပြည်စီဆုံရှုံမှုတွေရှိရနေပြီးတော့ကိုအမြန်ဆုံးတွားရောက်ပြီးကိစ္စရင်းလုပ်ငန်းတွေမှာပါဝင်ဆောင်ရွက်မယ်လို့တရုတ်တန်ယုံရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ် တည်ယုံနေသူအိန္ဒိယနိုင်ငံရဲ့ကုညီကယ်ဆိုင်ဖွဲ့နေသူလိုအပ်တဲ့ပြည်စီတွေတင်ဆောင်လာတဲ့လျင်ဒီမနက်9နိုင်ချိန်မှာရှန်ကုန်နေစိတ်ကိုဆိုင်ရောက်လာတယ်လို့သိရပါတယ်။ငလျင်လှုပ်ပြီး20နိုင်ကြာမှရောက်ရှိလာတဲ့အိန္ဒိယလီတန်ရဲ့ C113 လျင်ကဆောင်းတပ်ပေါ်လင်မိုးကောင် တန်ရှင်းရေးသုံးပစ္စည်းတွေအိမ်ယာတွေဆိုလာမီအိမ်တွေအစားအသောက်တွေနဲ့မိဖို့ကြောင့်သုံးပစ္စည်းတွေတင်ဆောင်လာတယ်လို့မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတန်ရုံကသတင်းထုတ်ပြန်ပါတယ်။အိန္ဒိယလီတက်စလီယင်နဲ့ဒူရှာပွင့်ကယ်ဆယ်ရေးဖွဲ့စီးပတ်ဆိုင်ရာဖွဲ့တွေလည်းလိုက်ပါလာတယ်လို့ဖော်ပြပြီးမဲ့အရေးအတွက်ကိုထည့်သွင်းအသိပေးမထားပါဘူး။အာနာသိမြန်မာစစ်ကောင်စီနဲ့မဟာမိတ်ဆက်ဆံရေးရဲ့ရုရှားအစိုးရကလည်းကယ်ဆယ်ရေးသမားတွေနဲ့စံဝင်နေပါတဲ့လင်းရင်နှစင်းကိုမြန်မာနိုင်ငံစီးဆင်းလွတ်လိုက်ပြီးလို့ရုရှားသတင်းအေဂျင်စီကရှင်းတာဖော်ပြပါတယ်။ကယ်ဆယ်ရေးသမားတွေကမြင်းငလင်လိုမျိုးတဘာဝ ဘေးကင်းစင်ရေးလုပ်ငန်းတွေမှာအတွေ့အကြုံကောင်းတွေရှိသူဖြစ်တယ်လို့သတင်းကဆိုပါတယ်။သူတို့တွေကငလင်ကြောင့်ပြိုကျတဲ့အဆောင်တွေအောက်ပိမိနေသူတွေကိုကင်းစင်ရေးအတွက်လိုအပ်တဲ့ပြင်ဆင်ကိရိယာတွေလည်းပသွားတယ်လို့ပြောပါတယ်။ကင်းစင်ရေးသမားတွေနဲ့အတူမေစီဆရာဝန်စိတ်ကျမ်းမိုင်ဆရာဝန်တွေလည်းပါဝင်တယ်လို့သတင်းမှရှိသားထားပါတယ်။ဒီလင်းရင်နှစင်းကိုရုရှားရေးပေါ်အစီအမံဝန်ကြီးဌာနကအစီအလုပ်ခဲ့တာဖြစ်ပါတယ်။ အာဆီယံဒေသတွေနိုင်ငံစင်ကာပူအစိုးရကလည်းငလျင်ပေးတင်ခဲ့ရတဲ့မြန်မာနိုင်ငံအတွက်ဝန်ထမ်းကြောင့်ထုတ်ပြန်ထားပြီးရှာဖွေကင်းစိန်ဖွင့်နေစေလို့ဖို့အသိရှိနေရဆိုတာကိုနိုင်ငံသားဝင်ကြီး BBN ဘာလာခရစ်နန်ကလူမှုကွန်ရက်မှာရှိတာတင်ပြထားပါတယ်အမေရိကန်သမ္မတဒေါ်နန်ထရန့်ကလည်းမြန်မာငလျင်သတင်းကိုကြားသိရပြီးကူညီမယ်လို့ထုတ်ပြောလာပြီးမဲဘေဘုံဘယ်နီကူညီမယ်ဆိုတာကိုအင်ပူတော်ကအတိအကျထုတ်ပြန်ထားတာမရှိပါဘူးဆင်အာနာသိမ်းမှုကိုရင်ဆိုင်နေရတဲ့မြန်မာနိုင်ငံမှာမနေ့ကမလ28ရက်နေ့လေပိုင်း12နာရီမိနစ်50ဝန်းကျင်က စကိုင်းမြို့နီးနဲ့မန္တလေးမြို့ကိုပို့ဟုတ်ပြီးအင်းအားပြင်ငလျင်ကြီးနှစ်ခု၁၂မိနစ်သာချပြီးလှုပ်ခတ်သွားတာပါကနအုံးငလျင်က ြင်းအားရစ်စတာစကိတ်9.8ရှိပြီးမန္တလေးမြို့တဖက်ကန်စကိုင်းမြို့ရေခါအင်းကိုဗဟိုပြုတ်ပြီးမြေနဲ့ချမှန်ကန်ကလှုပ်ခတ်သွားတာပေါ့နောက်ဆက်တွဲငလင်က12မိနစ်တာချာပြီးမန္တလေးမြို့တတဦးမြို့နယ်တွေကမန္တလေးလေစိမ်းနာကိုရစ်စတာစကိတ်6.4ပြင်းအားနဲ့ထပ်မံလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်အဲ့ဒီငလင်နှစ်ခုကြောင့်မန္တလေးမြို့တစ်ခုလုံးနီးပါးဆိုးဆိုးရွားရွားပျက်စီးသွားပြီးနိုင်ငံအဝန်မှလည်းငလင်ဒဏ်သင်ခဲ့ရပါတယ်မြန်မာပြင်အိန္ဒိယနိုင်ငံတွေမှာလည်းငလင်ကြောင့်ပျက်စီးထိခိုက်မှုတွေရှိပါတယ်ငလင်ကြောင့်မန္တလေးမြို့တစ်ခု လုံးဤပါအဆောင်နေပြုကြပြက်စီသွားပြီးအပြက်စည်းစာရင်းကြပေးမိနေတဲ့အများပြားရှိပါတယ်။ပေးမိနေတဲ့ကိုအသက်ကယ်ဆင်းနိုင်ဖို့ရှာဖွေကယ်ဆယ်လုပ်ငန်းတွေအပူတပြင်းလှုပ်ဆောင်ဖို့လိုအပ်နေတာပါ။မန္တလေးမြို့ကန်တွေရဲ့ပြောပြချက်အရရှာဖွေကယ်ဆယ်ချုပ်သားရှိပြီးအင်အားပြစင်းကရိယာနီးပညာလုံလောက်မှုမရှိဘူးလို့သိရပါတယ်။ငလျင်ကျောင်းမန္တလေးတိုင်းစကိုင်းတိုင်းမကွေးတိုင်းနေပြည်တော်ဘကိုးရှမ်းပြည်နယ်အရှိမြောက်ဒေသမှာငလျင်တင့်ဒေသတွေကိုကယ်ဆယ်အတွက်အရေးပေါ်အခြေအနေတက်မှတ်လိုက်တယ်လို့အာနာသိန်းစကောင်းစင်ကမလ28ရက်နေ့လယ်ပိုင်းမှာကြေညာထားပါ ါတယ်။တမောင်ဝဘီအန်ရဲ့ကုညင်ကိစိန်လှုပ်ဆောင်မှဖြစ်ပြီးငလင်ဘီအတွက်နိုင်ငံတကာအကူအညီတွေလည်းရယူသွားတယ်လို့စစ်ကောင်စီကထုတ်ပြန်ထားကြောင်းသတင်းမှဖော်ပြပါရှိပါရရှင်။